ခုတင်ဆက်ပေးမယ့်တင်ကတော့စေဝါကုသမှုခံယူနေရတဲ့ကျောင်းသားကျောင်းသူများအတွက်စေယုံစာပေဌာနလေးကိုစီစဉ်ထားတဲ့တင်ပဲဖြစ်ပါတယ်။စေယုံများမှာစေဝါကုသမှုခံယူနေရတဲ့ကျောင်းသားကျောင်းသူများတက္ကသိုလ်ဝင်ဆောင်မဖြစ်စိုးကမဆုံးရှုံးစေဖို့အတွက်စေယုံစာပေဌာနလေးကိုစီစဉ်ထားတယ်လို့ပညာရေးဝန်ကြီးဌာနကနေသိရပါတယ်။ ကျမရဲ့ဝန်ကြီးဌာနကုသရေးဦးစီးဌာနနဲ့မြန်မာနိုင်ငံစာစီဦးစီးဌာနတို့ညှိနှိုင်းထားကြရာ2025ခုနှစ်မတ်လ18ရက်နေ့ကနေ22ရက်နေ့ထိကျင်းပမယ်တက္ကသိုလ်ဝန်ဆောင်မွဲကာလအတွင်းမှာဆေးရုံတယောက်ဆေးဝါးကုသမှုခံယူနေကြရတဲ့ကျောင်းသားကျောင်းသူများညံ့မှုမရှိစေဖို့အတွက်ယူရပြီးတော့လှုပ်ဆောင်နေဖြစ်တယ်လို့သိရပါတယ် အဆိုပါဆေးရုံစာပေဌာနလေးကမှရန်ကုန်ပြည်သူစေယုံကြီးဘ ਹੁ အမျိုးသမီးစေယုံကြီးဝေပါကီတုကုစေယုံကြီးမြောက်ကလာပါအထုတရောဂါကုစေယုံနဲ့တင်ကြားရေးစေယုံကြီးတို့မှဖွင့်လှစ်ပေးဖို့အတွက်စီစဉ်ထားရလို့သိရပါတယ်2024 2025 2025ပညာသင်တဲ့အတွက်လက်ရှိအချိန်မှာတက္ကသိုလ်ဝန်ဆောင်မှဝင်အားဖြည့်ဆို့ဖို့အတွက်ကျောင်းသားကျောင်းသူရဲ့နှစ်သိန်းနှစ်တောင်းဝင်ခြင်းဆေးရေးပေးထားရလို့လည်းသိရပါရဲ့ရှင်ဒီတဲ့တွေတော့မျက်သူတူကပေးဖို့လားပါ